ဗီဒီယိုပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဘွားတို့ခုလက်ရှိနေထိုင်နေတဲ့ကဘာကြီးပုံမှာဆိုလို့ရှိရင်တက်ရှိအမျိုးပေါင်းများစွာနေထိုင်နေကြပြီးတော့သူတို့ရဲ့တက်တန်းနေရာဆိုလို့ရှိရင်လည်းတစ်မျိုးနဲ့တစ်မျိုးကမတူညီကြပါဘူး။ဒီတစ်ပတ်ရဲ့ Amazing Fat အစီအစဉ်မှာဆိုလို့ရှိရင်တော့ဘွားကကဘာပေါ်ကတက်တန်းအတူဆုံးတရိတ်ဆန်နေတဲ့ရနေမှာ၅မျိုးအကြောင်းကိုဗဟုသရစရာအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 Giant Center Rat ကဘာပေါ်ကလိုတိုက်တက်တော်ရရဲ့တဝက်လောက်ပါဆိုလို့ရှိရင်တော့ကြက်တွေပဲဖြစ်ပါတယ်။ ကြွတရားဆိုရင်မျိုးပွားနှုတ်လဲမြန်ဆန်ပြီးတော့ယောဂပြန့်ပွားစေတဲ့နေရာမှာဆိုလို့ရှင်လဲဆရာတဆူပေါ့ဒါပြင်ကြွတရားဆိုလို့ရှင်နေရာဒေသမရွေးမှာရှင်သန်နေထိုင်ပေါက်ဖွားနိုင်ကြပါတယ်ဒါပေမဲ့ကြွတရားတက်တန်းอ่ะဆိုလို့ရှင်တော့ဆယ်စုနှစ်တစ်ခုလောက်ရှိတော့မရှင်သန်နိုင်ကြပါဘူးတာမန်ကြွတကောင်ဆိုလို့ရှင်တော့သူ့ရဲ့တက်တန်းอ่ะဆိုရှင်နှစ်နှစ်ကနေ၃နှစ်အထိပဲရှင်သန်နေထိုင်ကြပါတယ်ဘောရအခုပြောပြပေးသွားမယ် Giant Center Rex ဆိုတဲ့ကြွက်ကြီးတွေကတော့သူတို့ရဲ့တက်တန်းอ่ะဆိုလို့ရှင်6လကနေတစ်နှစ်လောက်အထိပဲရှင်သန်နေနိုင်ကြပါတယ် ိုရတာကဘာပေါ်အကျွတ်တွေရဲ့မှာဆိုလို့ရှင်တော့တက်တန်းအတူဆုံးကြွက်လို့ပြောလို့ရတာပေါ့နံပါတ်2 Labots Chameleon အာဖရိကတိုင်းရဲ့ Madagascar ကျွန်းမှာတွေ့ရတတ်တဲ့ Labots Chameleon ဆိုတဲ့တတ္တဝါလေးတွေကတော့ပုတ်တင်အနွယ်ဝင်တတ္တဝါလေးတွေဖြစ်ပြီးတော့တက်တန်းအဖြစ်ဆိုရင်လည်းတော်တော်လေးတူတောင်းကြပါတယ်သူတို့ရဲ့ရှင်သန်နိုင်ခြင်းအားဆိုလို့ရှင်တော့တက်တန်းအဖြစ်၄-၅လောက်ပဲရှင်သန်နိုင်ကြပြီးတော့ဒါပုတ်တင်အနွယ်ဝင်ထဲမှာဆိုလို့ရှင်တော့တက်တန်းအတူဆုံးမျိုးစိတ်လည်းဖြစ်ပါတယ်နံပါတ်3 American Copper American Cobra လို့ခေါ်တဲ့ဒီလက်ပြလှလှလေးတွေရာဆိုလို့ရှိရင်တော့ကဘာပေါ်ကလက်ပြမျိုးစိတ်တွေထဲမှာဆိုရင်တက်တန်းအတူဆုံးလက်ပြလေးတွေပဲဖြစ်ပါတယ်။သူတို့ရဲ့တက်တန်းဟာဆိုလို့ရှိရင်တော့ပိုးတုံးလုံးဘဝအပါအဝင်ကမှစုစုပေါင်းရက်သက်တစ်ပတ်နှစ်ပတ်ကျော်လောက်ပဲရှင်သန်နေနိုင်ကြတာဖြစ်ပါတယ်။နံပါတ်၄ Sign Aviota Sign Aviota လို့ခေါ်တဲ့ငါးလေးတွေရာဆိုလို့ရှိရင်တော့ Indo အနောက် Pacific အပူပိုင်းရေပြင်တစ်လျှောက်မှာနေထိုင်ကျဆားကြပြီးတော့တက်တန်းအဖြစ်ဆိုလို့ရှိရင်တော့96ရက်လောက်ပဲရှင်သန်နေနိုင်ကြပါတယ်။ ီငားလေးတွေကိုတော့တန်လာကြောက်တန်းတွေမှာတွေ့ရတတ်ပြီးတော့မျိုးပွားနှုံးအဖြစ်ဆိုလို့ရှိရင်လည်းဥဥတဲ့ရာသီပေါ့နော်ဥဥချိန်မှာဆိုလို့ရှိရင်ဥတစ်ခါဥရင်အကောင်ရေ400နီးပါးလောက်ပေါက်လိမ့်ရှိကြပါတယ်။နံပါတ်5 Mayfly Mayfly လို့ခေါ်တဲ့ဒီအင်းဆက်လေးတွေကဆိုလို့ရှိရင်တော့ကဘာပေါ်ကရှိရှိသမျှတက်ရှိတွေထဲမှာဆိုရင်တော့တက်တန်းအထူဆုံးအင်းဆက်လေးတွေပဲဖြစ်ပါတယ်။သူတို့ကဆိုရင်တော့တက်တန်းအဖြစ်24နာရီပဲရှင်သန်နေနိုင်ကြတာပဲဖြစ်ပါတယ်။ ဒီနေ့ရဲ့ Amazing Fat အစီအစဉ်လေးကတော့ဒီလောက်ပါပဲ။ဘောရဲ့ Amazing Fat အစီအစဉ်လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပိတ်သက်အရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်။ Bye bye ။